မင်္ဂလာပါရှင်။ Jospy website မှာ sign up ပြုလုပ်တဲ့နည်းလမ်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးညီမတို့ Google Chrome ကိုသွားပြီးတော့ search bar မှာ jospy.com.mm ဆိုပြီးရရှာလိုက်ပါ။အဲ့လိုရရှာလိုက်ရင်ဒီလိုမျိုး Jospy ရဲ့ website ပေါ်လာပါလိမ့်မယ်။ခုလို website ထဲကိုတက်ဝင်လိုက်တာနဲ့တိုင်းရဲ့တမ်းပြီးအလုပ်လုပ်လို့မရသေးပါဘူး။အရင်ဆုံး sign up ပြုလုပ်ပေးရမှာပါ။ညာဘက်တောက်မှာရှိတဲ့ login sign up button လေးကိုအရင်နေပေးရပါမယ်။ဒါကတော့အောက်ခွေလိုပြတာမျိုးဒီလိုလေးပေါ်လာပါတော့။ ။ပောက်ခွေမလို့ရသေးဘူးဆိုရင်ဆိုင်းအက်ကိုနေပေးရပါမယ်။ပြီးတော့ရှင်တော့နာမည်ဖုန်းနံပါတ်အီးမေးပတ်စဝတ်တွေကိုထည့်ပေးရပါမယ်။ create account ဆိုတာလေးကိုနေပေးပါမယ်။ save လေးကိုနေလိုက်မယ်ဆိုရင် login တက်ဝင်လို့ရပါပြီ။ဒီလိုလေးပေါ်လာပြီဆိုရင်ညီမတို့အကောင့်လေးရလာပြီပေါ့နော်။အော် profile မှာ0%ဖြစ်နေတဲ့အတွက်ဘာမှဆက်လုပ်လို့မရသေးပါဘူး။အဲဒါကြောင့် profile ကိုအရင်ဆုံး edit လုပ်ရပါမယ်။ဒီမှာဆိုရင်ကိုယ့်ရဲ့တက်ပုံကိုထည့်မယ်။ nationality မှာမြန်မာဆိုပြီးထည့်မယ်။ country မှာကိုယ်လက်ရှိနေနေတဲ့နိုင်ငံ region မှာတိုင်းဒေသကြီးကိုထည့်မယ်ရန်ကုန်မှာနေရဆိုရင်ရန်ကုန်တိုင်းဒေသကြီးပေါ့နော်အော်တောင်ရှိမှာဆိုရင်မြို့ကိုထည့်ပေးရပါမယ် short bio မှာဆိုရင်ညီမတို့ city phone ထိဆုံးမှာထည့်ထည့်ကြတယ်ကို့အကြောင်းအချင်းချင်းပြီးတော့ intro လေးထည့်ပေးလို့ရပါတယ်ညီမတို့ lot set set လေးသုံးချက်နဲ့ပဲအရင်ထည့်ထားလိုက်ပါမယ်အာပြီး single married male female ပြီးပြီးတော့ save ကိုနေနိုင်ရပါပြီ ဒီမှာတစ်ခုရှိရတာက NRC နံပါတ်လေးပေါ့နော်အမှတ်တချက်ပြပြပေးပါမယ်။အော်ဒီ energy နံပါတ်၄ကထည့်ချင်နေရတယ်မထည့်ချင်နေရပါတယ်။အဓိကကတော့ဒီလိုမျိုးအနီရောင်ကျန်လေးတွေပါတဲ့အကွက်တွေကိုတော့မဖြစ်မနေထည့်ပြရပါမယ်။အဲ့လိုမပိုင်းတော့မထည့်လည်းရတယ်ပေါ့နော်။ပြီးတော့ရေဆိုရင်ညီမတို့ dashboard ကိုတချက်သွားစစ်ကြည့်ပါမယ်။ဒီမှာ20%ပဲရှိသေးတဲ့အတွက်ဘာမှဆက်လုပ်လို့မရသေးပါဘူး။ Now information တွေကိုအနည်းဆုံး60%ဖြည့်ပြီးတော့ CV အလုပ်တင်တာမှသာ Jobsbee website ထဲမှာရှိတဲ့ ဒီ job vacancy ကို apply လုပ်လို့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်အဲ့လိုမှ CV ကိုတင်ပြီးတော့ CV သွားတင်လိုက်ပါမယ်။ CV အဲ့လိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ CV form က Word file တမမဝင် PDF file ဖြစ်ရပါမယ်။အော် file size ကလည်း5 megabyte ထဲကျော်လို့မရပါဘူး။တကယ်လို့ကိုယ့်ရဲ့ CV ထဲမှာဒီ cover letter နဲ့ certificate တွေကိုပါတွဲထားရဆိုရင် file size ကအရင်ကြီးနေနိုင်ပါတယ်။အဲ့လို့ဆိုရင် Google မှာ compress PDF ဆိုပြီးရိုက်ချလိုက်ရင်ဒီအာကိုယ့်ရဲ့ ဖိုင်ကိုချုပ်လို့ရရဲ့ဝက်ဆိုက်တွေ free ပြောင်းလို့ရရဲ့ဝက်ဆိုက်တွေကြာလာပါလိမ့်မယ်အဲ့မှာအရင်ပြောင်းပြီးတော့မှ Lemmy CV တင်ပေးပါနော်ဟုတ်ကဲ့ပြီပြီဆိုရင်တော့ကို CV စီတဲ့နေရာကနေ CV ကိုအလုပ်လုပ်ပေးပါခုလို CV အလုပ်လုပ်ပြီးသွားရဆိုရင်တော့ experience ဒီကိုယ့်ရဲ့လုပ်ငန်းတွေ့ကြုံတွေကိုဆက်ဖြေပါမယ်ဒီမှာဆိုရင်ညီမက current ဟာကိုဖြည့်ပြီးသွားရဆိုတော့ previous job လေးကိုနမူနာဖြည့်ပြပါမယ် ။နေရလုပ်ခဲ့တဲ့အော် job position နဲ့ company name ကိုဖြည့်ပါမယ်။ပြီးတော့ကြောက်ကတိကိုယူဖြေပါမယ်။မြမကဒီ recruitment အပိုင်းမှာလုပ်ခဲ့တာဆိုတော့ HR function နဲ့မှာပါတဲ့အတွက် human resource ကိုယူလိုက်ပါမယ်။တကယ်လို့လူကြီးမျိုးက logistics ဒါမှမဟုတ် warehouse အပိုင်းမှာလုပ်တဲ့ဆိုရင်လည်းတက်ဆိုင်ရာဒီကြောက်ကတိကိုကိုယူချေပြီးထည့်လို့ရပါတယ်။ ောက် position မှာဆိုရင်ကိုယ့်ရဲ့ position ကပေးရတဲ့အထက်မှာမပါဘူးဆိုရင်အားသားကိုရွေးပေးပါညီမတော့ပါတဲ့အတွက်ဒီ human assistant ကိုရွေးလိုက်ပါမယ်ပြီးတော့ job level ထည့်မယ် industry ကတော့ကိုလုပ်ခဲ့တဲ့ company ရဲ့ industry ကိုထည့်ပေးရမှာပါဆလာရီကမဖော်ပြခြင်းလေးရတဲ့ high margin salary ကိုအမှန်ကြီးလေးချပြလိုက်ပါမယ်။ job description မှာဆိုရင်ကိုအရင်လုံးမှာဘာတွေလုပ်ခဲ့လဲဆိုတာကိုထည့်ပေးလို့ရပါတယ်။ ပြီးတော့ save ကိုနေပါမယ်ဒီတော့ဆိုရင်ညီမတို့ education ကိုဆက်ပြပါမယ်ညီမကတခုဖြစ်ပြီးသားဖြစ်တဲ့အတွက်နောက်တစ်ခုကိုနမူနာရွေးပြပါမယ်မဆိုရင်ကိုတက်ခဲ့တဲ့ University College ဘွဲ့ရခဲ့တဲ့ခုနှစ်တည်းဖြစ်မယ်။ဟောကိုတက်ခဲ့တဲ့ University ရှိတဲ့နိုင်ငံကိုဖြစ်ပြရပါမယ်။ဒီမှာဆိုရင်တော့ UK ရဲ့ major ကိုဖြစ်ပြရမှာပါ။ ပြီးရင်တော့ save view စီမယ်ခုဆိုရင်ညီမတို့ profile လောက်စီပြီး experience education တွေကိုဖြည့်ပြီးပါပြီဟော dashboard ကိုတစ်ချက်တွားပြန်ကြည့်လိုက်မယ်ဆိုရင်60%ဖြစ်သွားပြီပေါ့နော်တကယ်လို့ဒီညမှာ20%မတက်သေးရင်ဘယ်ဘက်အပေါ်ထောင်းလာဒီအကွေးလေးကိုနှိပ်ပြီးတော့ refresh ပြန်လုပ်ကြည့်ပေးပါအဲ့ဒါဆိုရင်ဒီမှာ60%ပေါ်ပြီပေါ့နော်အဲ့လိုပေါ်လာပြီဆိုရင်တော့ညီမတို့အလုပ်စရှောက်လို့ရပါပြီ ဒီ find job လေးကိုနှိပ်ပြီးတော့ကိုလျှောက်ချင်တဲ့ job position ရဲ့ keyword လေးကိုရိုက်ချလိုက်အောင်ပါပဲ။အညီမကဒီမှာ HR ဆိုတဲ့ keyword လေးရိုက်ချလိုက်တဲ့အခါမှာ HR နဲ့ပတ်သက်တဲ့ vacancy တွေအများကြီးကျလာပါတယ်။ဒီလိုမျိုးကိုလျှောက်ချင်တဲ့ position တွေကိုဝင်ပြီးတော့ apply button လေးကိုနှိပ်လိုက်တာနဲ့အလုပ်လျှောက်လို့ရပါပြီ။အာဒီမှာညီမတို့ခုတက်ပြောချင်တာက တကယ်လို့လူချင်းမင်းတို့မှာအသိပညာရဲ့စီမီပေါင်းမရှိဘူးဆိုရင်လုံးလို့ရတဲ့နည်းလမ်းလေးတခုရှိပါတယ်။ဂျန်နွေးစီကိုသွားကြည့်လိုက်ပါ။အာဒီမှာဆိုရင်ညီမရဲ့ profile က60ရာခိုင်နှုန်းပဲဖြည့်ထားတဲ့အတွက် CV ထုတ်လို့မရသေးပါဘူး။အနည်းဆုံးဒီ80ရာခိုင်နှုန်းနဲ့အထက်ဖြည့်ပေးရပါမယ်။အဲ့တော့ညီမရဲ့ profile ကို update လုပ်သွားပါမယ်။အာ skill တွေကိုဖြည့်ပါမယ်။ ြီးရင် language ကိုဆက်ပြေးမယ်။ဖေဖော်ဝါရီဆိုရင်တော့ညီမတို့ dashboard ကိုတစ်ချက်တော့ပြင်ဆင်ကြည့်ပါမယ်။ refresh လုပ်ကြည့်လိုက်မှာဆိုရင်90%ဖြစ်သွားပါပြီ။ညီမတို့ CV ထဲမှာ information စုစုံလေးလေးပါအောင်လို့တရားခံတို့ပြအောင်ဖြည့်လိုက်ပါမယ်။ဒီအောက်က job preference ကိုထည့်ဖြည့်လိုက်ပါမယ်။ အာဒီမှာကိုစိတ်ဝင်စားတဲ့လုပ်ငန်းနဲ့ပဲကိုဖြည့်မယ်။ပြီးရင်ချောကတိကိုယူဖို့ဆက်ဖြည့်မယ်။ဒီတော့ရင်တော့ job title ကိုဖြည့်ပြီးတော့ part time full time ကိုကိုလိုချင်တဲ့မျိုးစားကိုရွေးပါမယ်။ ပြီးရင်တော့ကိုကလက်ရှိလုပ်မှာ resign တင်ပြီးသွားဆိုရင်အတက် applying ကိုရွေးတကယ်လို့အော်လောက်ထစာမတင်ရသေးဘူးဆိုရင်တော့ဒီတိုင်းကိုနဲ့အဆင်ပြေမဲ့ position ကိုရှာကြည့်ရဆိုရင် cursory browsing ကိုရွေးပေးပါအာပြီးရင် save နေပြီးတော့ dashboard မှာ refresh လုပ်ကြည့်လိုက်ပါမယ်။အာဒီမှာတရားရံလုံးပြီးသွားပြီပေါ့နော်။အဲ့ဒါဆိုရင်တော့ညီမတို့ CV ကျန်းလေးလုပ်လို့ရပါပြီ။ညီမတို့ဒီမှာ CV ကျန်းလေးကိုနှိမ့်မယ်။ CV ထုတ်ဖို့ step နှစ်ခုရှိပါတယ် step 1ကလိုချင်တဲ့ template ကိုရေးပြီးတော့ step 2မှာ download လုပ်လိုက်ရပါပြီမြမနမူနာလို့ပြပါမယ်အဒီမှာဆိုရင် template နှစ်ခုရှိရယ်ပေါ့နော်ဒီဘက်ကတစ်ခုက comprehensive template ဖြစ်ပြီးတော့ဒီတစ်ခုကကျတော့ standard template ပါအဲစနေတဲ့အောင်ရွေးချင်နေပါတယ်ဒီမှာ comprehensive template ကိုပဲယူလိုက်ပါမယ်ပြီးရင်တော့ဒီအောက်က January ဆိုတာလေးကိုနှက်လိုက်ပါမယ်အဲ့ဒါဆိုရင်ဒီမှာညီမရဲ့ CV form လေးရလာပြီပေါ့နော် page 1 page 2ဆိုပြီးတော့ရှိပါမယ်ဟုတ်ကဲ့ပြီးွားရင်ဒီညာဘက်အပေါ်ထောင်းက download pdf ကိုနှိပ်လိုက်တာနဲ့ cv file ကို download ဆွဲလို့ရပါပြီဟုတ်ကဲ့အားလုံးပဲလုံးကြည့်ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုနားထောင်ပေးခဲ့တဲ့အားလုံးကို Jospeed တင်မှာကျေးဇူးများရှိတင်ပါတယ်ရှင်